ပြည်သူစမှုထံတာဝန်ကျင်ပုံတဲ့သူတွေကိုပြည်တွင်းအလုပ်သားမကပြည်ပအလုပ်အကံရရှိဖို့ကိုပါလှုပ်ဆောင်ပေးမယ်လို့စစ်ကော်မရှင်ကတရေထုတ်ပြန်စည်းရုံးတာတွေပြုလုပ်နေပါတယ်စစ်ကော်မရှင်ရဲ့စစ်မှုထမ်းတာဝန်ကျေပွန်စာထမ်းဆောင်ခဲ့သူများအလုံးအကံရရှိရေးစီမံခန့်ခွဲမှုကော်မတီဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကိုအောက်တိုဘာ23ရက်နေ့ကပြုလုပ်ခဲ့ပါတယ် အဲ့ဒီအစည်းအဝေးမှာစစ်ကော်မရှင်ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကပြည်ထောင်စုဝန်ကြီးစစ်မှုထမ်းတာဝန်ကြီးပုံစွာထမ်းဆောင်ခဲ့သူများအလို့အကန့်ရရှိရေးစီမံခန့်ခွဲမှုကော်မတီဗိုလ်ချုပ်မမောင်အေးကအဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်စစ်မှုထမ်းတာဝန်ထမ်းဆောင်ပြီးပြည်လဲနေရာချထားမှုခံယူလို့ရတဲ့အမြဲတမ်းစစ်မှုထမ်းများနဲ့ ပြည်သူစစ်မှုထမ်းများကိုအသက်မွေးဝမ်းကြောင်းတင်နန်းကြောင်းကနေအတိအမတ်ပြုလက်မှတ်ထုတ်ပြီးအသက်မွေးဝမ်းကြောင်းတင်နန်းအလိုက်အတိအမတ်ပြုလက်မှတ်ကိုအစိုးရဌာနကုမ္ပဏီပုဂ္ဂလိကလုပ်ငန်းများကအတိအမတ်ပြုအလုပ်နေရာခန့်ထားပြီးအလုပ်သမားဝန်ကြီးဌာနကပြည်တွင်းအလုပ်သမားကတ်လီဘာကတ်ပြုလုပ်ထုတ်ပြီးချင်းပြည်ပအလုပ်ကံရရှိဖို့ပြည်ပအလုပ်သမားကတ် OWIC ကတ်ထုတ်ပေးတာ agency တွေနဲ့ဆက်သွယ်ကအလုပ်အကန့်ရှာဖွေတာတွေကိုအလုပ်သမားဝန်ကြီးဌာနကနေ ညှိနှိုင်းဆောင်ရွက်ပေးတာစစ်မှုမထမ်းခင်ကလှုပ်ဆောင်ခဲ့တဲ့အစိုးရဌာနကုမ္ပဏီပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းတွေမှာမူလအလုပ်အကိုင်နဲ့လုပ်ငန်းနေရာအလိုက်ပြန်လည်ခန့်ထားရေးစရတွေဆောင်ရွက်ပေးရမယ်လို့ဆိုပါတယ်လက်ရှိမှာတော့စစ်ကော်မရှင်ကပြည်တွင်းကနေအသက်18နှစ်ကနေ35နှစ်ကြားမှရှိတဲ့လူငယ်တွေကိုတရားဝင်ပြပန်းထွက်အလုပ်လုပ်ကင်ခွင့်ကိုကတ်တပ်ပိတ်ပင်ထားတာပါ။ဒါအပြင် ဒီရင်းမှာအလုလုကင်နေတဲ့လူငယ်တွေကိုတော့အထမစစ်မှုထမ်းဖို့ခေါ်ဆောင်တာတွေလှုပ်ဆောင်နေပါတယ်။ပြည်သူစစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာစစ်ကော်မရှင်ကစတင်အသက်ဝင်ကြောင်းကြေညာခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံတဝမ်းကမြို့နယ်ပြည်မှာစစ်မှုထမ်းဖို့တတ်မှတ်ထားတဲ့အသက်နဲ့ကန့်ညီတဲ့လူငယ်တွေကိုစည်ရင်းကောက်ယူပြီးစစ်မှုထမ်းဖို့ခေါ်ဆောင်နေတယ်လို့ပြည်ပမှာတွာလာနေတဲ့လူငယ်တွေကိုပါဖမ်းဆီးခေါ်ဆောင်ပြီးစံတမပါပဲအတင်းအထမစစ်မှုထမ်းဖို့လှုပ်ဆောင်နေပါတယ်။ စမှုထမ်းကာလကိုနှစ်နှစ်အထိသတ်မှတ်ထားပြီးတော့အရေးပေါ်ကာလအခြေအနေဆိုရင်စမှုထမ်းကာလကို9နှစ်အထိသက်တမ်းတိုးနိုင်ကစမှုထမ်းဖို့ညင်းဆိုရင်ထောင်ထမ်း9နှစ်အထိချမှတ်နိုင်တယ်လို့အဲ့ဒီဥပဒေမှာပြဋ္ဌာန်းထားပါတယ်။ဒီမှာကတော့စိတ်ပါ